အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Burmese USA News YouTube channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. Nine ဖြစ်ပါတယ်အမေရိကရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့သမ္မတ Donald Trump ဟာသူ့ရဲ့ American အိမ်မက်တွေကိုရက်ဆိုင်လိုက်လို့အိန္ဒိယကျောင်းသားများအားလုံးကြောက်ရွံ့ထိတ်လန့်ကုန်ကြပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်သတင်းအပြည့်အစုံကတော့ The Guardian သတင်းစာက ဂျွန်လ3ရက်2025မနေ့ကတင်ဆက်သွားတာကတော့သမ္မတဒေါ်နယ်ထရမ့်ဟာ အမေရိကမှာရှိတဲ့နိုင်ငံကြီးတက္ကသိုလ်တွေမှာကျောင်းတက်နေတဲ့နိုင်ငံသားကျောင်းသူကျောင်းသားတွေကိုကျောင်းထုတ်ခြင်းအမေရိကန်နိုင်ငံတွင်မှအများဆုံးထွက်ခွာရန်ဖိအားများပေးခြင်းနောက်ထပ်အမေရိကမှာပညာလာသင်ခွင့်လျှောက်ထားသူများပညာသင်ခွင့် student visa ရထားပြီးသူများရဲ့ visa တွေကို ရုပ်သိမ်းခြင်း visa interview တွေကိုပါ ထက်သိမ်းလိုက်ပြီးကမ္ဘာထိပ်သီးနိုင်ငံကြီးဖြစ်တဲ့တရုတ်နိုင်ငံကတရုတ်သမ္မတရဲ့တူဦးဒီသောသမီးကိုတော့ Harvard တက္ကသိုလ်ကနေပြီးတော့ကြောင်းထုတ်ပြီး American နိုင်ငံတဲကအမြန်ဆုံးထွက်ခွာရန်ဒါမှမဟုတ်ဖမ်းဆီးပြီးပြည်နှံတန်းပေးမဲ့ကိစ္စတွေကိုပါ ICE အဖွဲ့ကပြုလုပ်နေပါပြီ America မှာကြောင်းဗီဇာနဲ့ကြောင်းလာတက်ကြတဲ့နိုင်ငံတကာကြောင်းသားတွေထဲမှာပထမအများဆုံးနံပါတ်1နေရာမှာရှိနေတာကတော့အိန္ဒိယနိုင်ငံဖြစ်ပြီးတော့ အိန္ဒိယနိုင်ငံသားတွေဟာစုစုပေါင်း33,000 1,602ယောက်တောင်ရှိနေပြီးတော့ပြီးခဲ့တဲ့နှစ်2024ကထက်စာရင်23ရာခိုင်နှုန်းပိုပြီးများလာခဲ့ကာအရင်တော့နံပါတ်1နေရာမှာရှိနေခဲ့တဲ့တရုတ်ကျောင်းသားဦးရေ2,800ကိုကျော်တက်ပြီးနံပါတ်1နေရာကိုရယူလိုက်တာဖြစ်ပါတယ်။အခုတော့အဲ့ဒီကလားတွေတရုတ်တွေရဲ့ဗီဇာတွေကိုရုတ်သိမ်းပြီးနိုင်ငံတွင်းကနေအများဆုံးထွက်ခွာကြဖို့ From ထရမ့်အစိုးရကစတင်နှင်ထုတ်ပါပြီ Skip a class, drop out, or stay silent, and you might never set foot in the United States of America again. From student visa crackdowns to Harvard losing its right to admit foreigners, America's message to international students is louder than ever. Follow the rules or face the consequences. The US Embassy in India has issued a sharp warning to Indian students studying in the United States. In a post on social media platform X on Tuesday, the embassy stated if you drop out, skip classes, or leave your program of study without informing your school, your student visa may be revoked and you may lose eligibility for future US visas. The... India Nangan, Gujarat Binega, Binyaye Time Binkan, Divert World, Ga the Dingo, Pyoragaro. ပြီးခဲ့တဲ့တစ်ပတ်ကစပြီးသူ့ရဲ့ဖုန်းဟာနေရောညပါအဆက်မပြတ်မီပြီးတော့ဒရက်ဆက်မေးလာတဲ့မေးခွန်းတွေကို ဖြေဆိုနေရပါတယ်တဲ့သူဟာဆိုရင်တော့အိန္ဒိယကကလားចောင်းသားတွေကိုအမေရိကမှာចောင်းလာတက်ပြီးသူတို့ရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်ဖို့စူးစမ်းနေတာတွေကို ကူညီပေးနေတဲ့သူတယောက်ဖြစ်ပါတယ်။အဲ့ဒီကလားလေးတွေရဲ့မိမိဘတွေဟာဆိုရင်လည်းအလုတ်လုတ်ပြီးပတ်စံကို Twitter စုဆောင်းက အဲ့ဒီကလေးတွေကိုအမေရိကမှာပညာသင်လွှတ်ပြီးလုပ်ကင်စားတော့ရန်ထောက်ပံ့ပေးကြပါတယ်။ Divert Well ကဆက်ပြောတာကတော့အိန္ဒိယကျောင်းသားတွေဟာအမေရိကမှာကျောင်းလာတက်ရဖို့ဒေါ်လာ4000ကနေ7000ကြားအကုန်ခံခဲ့ကြပြီးတော့သူ့ရဲ့အကျိုးဆောင်အဖွဲ့ဟာဆိုရင်ပြီးခဲ့တဲ့နှစ်က အမေရိကကို student visa နဲ့အိန္ဒိယကကလာကျောင်းသားများအယောက်100ကျော်ကျော်စေလွှတ်နိုင်ခဲ့ပြီးဒီနှစ်မှာတော့10ယောက်လောက်ပဲရှိခဲ့ကြောင်း ကလေးမိဘတွေဟာဆိုရင်တော့အမေရိကအစားအင်္ဂလန်နဲ့ယူရိုပီယန်ကတက္ကသိုလ်တွေစီကိုကလေးတွေကိုပညာသင်လွတ်ဖို့တမျိုးစူးစမ်းနေကြပြီဖြစ်ပါတယ်။ဟင်ဒူသတင်းစာမှာတော့2025မှာအမေရိကကိုပညာသင်သွားတဲ့ကလားចောင်းသားဥယေဟာ28ရာခိုင်နှုန်းထိကျဆင်းသွားတယ်လို့យေတာထားပါတယ်။ Bridget Patel ဆိုသူအသက်50ရှိသူကတော့သူ့ရဲ့22နှစ်အရွယ်သားဖြစ်သူကို အမေရိကမှာပညာသင်စေခြင်းလို့ရူပီးငွေ9သိန်းနဲ့ညီမျှတဲ့ဒေါ်လာ1100အကုန်ခံပြီးတော့အမေရိကမှာပညာသင်ခွင့်ရှောင်ရန်ငွေကိုကြီးငါမိမရဲ့ရွှေငွေရတနာတွေကိုရောင်းချခဲ့ပါခဲ့ရပါတယ်။ကြောင်းတက်ခွင့်လျှောက်ပေးတဲ့ agent အဖွဲ့က Patel ကိုအခုအမေရိကမှာကြောင်းတက်ခွင့်တွေတင်းကျပ်ပိတ်ပင်လိုက်လို့ဒီငွေကိုမရင်းသင့်သေးကြောင်းလျှောက်လာတဲ့ငွေသွင်းပြီးရင်ညှင်းလိုက်ရင်ဒီအကျိုး ဆောင်ကားတွေအပြင်အခြားစည်းအုပ်တွေဟာပြန်ရမှာမဟုတ်တော့လို့အခြေအနေပြန်ကောင်းလာတဲ့အထိစောင့်တင်ကြောင်းပြောပေမဲ့ပတ်တဲကလက်သက်မခံပါဘူးသူကသူ့ရဲ့သားကိုသူတို့တို့အိန္ဒိယမှာဆင်းဆင်းရဲရဲနဲ့ရုန်းကန်နေရတာကိုမတွေ့ချင်ဘူးအဲ့ဒါကြောင့် student visa လျှောက်ပေးစီတို့ကြောင်းပြောပါတယ် always adhere to the terms of your visa and maintain your student status to avoid any issues. Just days earlier, that's on the 21st of May, the same embassy issued another caution, this time targeting all Indian immigrants and visitors to the United States. It read If you remain in the United States beyond your authorized period of stay, you could be deported and could face a permanent ban on traveling to the United States in the future. This applies to all visa holders, including employment based H 1B visas, F1 student visas and B2 tourist visas. The embassy noted that staying beyond authorized time and out of status in the US is a violation of immigrant laws and may result in future visa ineligibility. ကျောင်းတက်ခွင့်လျှောက်လာတွေကိုအမေရိကရဲ့အဓိကတက္ကသိုလ်ကြီးတွေဖြစ်တဲ့ Harvard တို့ Ivy League တက္ကသိုလ်တွေကလက်ခံပြီးကျောင်းလာတက်ဖို့ဖိတ်စာတွေအကြောင်းကြားစာတွေ ရရှိပြီးဖြစ်ကြောင်းမေလမှာ orientation တင်နန်းရှိပြီးတော့အောက်တိုဘာမှာကျောင်းစတင်ရန်ရှိနေပြီးတော့လေရင်လက်မှတ်တွေဟိုတယ်တွေပါအကုန်ငွေချေပြီးသွားကြောင်းအခုတော့အားလုံးအစီအစဉ်တွေဖြတ်အိမ်မက်ပြေပြတ်ကုန်ပြီးငွေတော်တော်များများဆုံးရှုံးသွားကြောင်းပြောပါတယ်။ဒီချိန်ထဲမှာပဲအမေရိကကကျောင်းဗီဇာတွေကိုကန့်သက်ပိတ်ပင်လိုက်တာကြောင့်အင်္ဂလန်၊နယ်သာလန်၊ဂျာမနီနဲ့ Middle East က ကျောင်းတွေကတော့သူတို့ရဲ့တကားတွေကိုအကုန်ဖွင့်ပြီးတော့နိုင်ငံတကာမှကျောင်းသားများအားကြိုဆိုကြောင်းသတင်းများမှာတွေ့ရပါတယ်။အသက်36နှစ်အရွယ်အိန္ဒိယမှာနီဟာဆိုသူကတော့ Massachusetts ပြည်နယ်ရတက္ကသိုလ်က PhD ဘာရဂူဘွဲရယူဖို့သူ့ကိုငွေကြေးအကုန်ကျခံပြီးကျောင်းထပ်ဖို့ဇယိမ့်ငိမ့်ကျောင်းထပ်ဖို့ခေါ်ယူခဲ့ရာအခုတော့ Eddie Scholarship Program ကပြတ်ပြတ်သွားပြီးသူ့ရဲ့အိမ်မက်တွေ တဲတဲ့ရေသွန်ဖြစ်ရာကြောင်းပြောသွားခဲ့ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။သတင်းကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းအမေရိကရဲ့သတင်းအမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Burmese USA News YouTube channel လေးကိုကြိုက်နေသက်ခင် like and subscribe လုပ်ပေးခဲ့သွားပါ။ So please take care of yourself and each other. Bye bye.